မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလဝတာနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလဝတာသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပိုချိန်တွေကတော့နေပြည်တော်မှာ31ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရဟိုင်းရှမ်းကုန်းမြို့မှာ33ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရဟိုင်းနဲ့မန္တလေးမြို့မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရဟိုင်းတို့ဖြစ်ကြပါတယ်။ ီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလဝတဂျိုရိုမာဖန်ရရှိတဲ့ပုံရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်ကင်းစင်တလောက်ရှိနေပြီကပလီပင်လယ်ပြင်မှာတိမ်နေငယ်ဖြစ်ထွန်းနေကောင်ကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်သစ်တော်မှာတိမ်နှုတ်ထနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာတိမ်ကင်းစင်တလောက်ရှိနေပြီကျန်ဒေသတွေမှာတိမ်အနေငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းတင်တင်ရှိပါမယ်လိုင်းမြန်မာမြမကံရိုးတဲ့နှောင်းနဲ့ ကမ်းလွတ်ပင်လယ်ပြင်တို့မှာငားပင်မှာရှစ်ပေကန်ရှိနိုင်ပါတယ်။မနေ့ပြန်မွန်းတဲ့ချိန်ဒီခမန်းချက်များအနေနဲ့ကတော့ပဲခူးတိုင်းဒေသကြီး AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုထစ်ချုံရပါမယ်။စကနနေ့ဒေသကြီးအပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်မကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာအများအပြားဖြစ်သွားရပြီးချင်းပြည်နယ်စကနနေ့ဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာတင်တင်တင်ဖြစ်ထွန်းပါမယ်။နေပြည်တော်နယ်ဤတဝိုင်းမြက်ပြန်အတွက်မိုးလွတ်တာအခြေအနေခံမှန်းချက်မှာအများပြင်သားရပါမယ်။အနေအဆုံမူချိန်မှာ19ဒီဂရီဆယ်စီယပ်66ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုင်းမင်းက်ဖြံအတွက်မိုးလွတ်တာအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမုတ်ထွေကျုံရပါမယ်။ အနည်းဆုံးမူချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းမင်းဖြံအတွက်မွန်လွယ်သားချင်းနေခမဲကြမှာအများအပြားသာရပါမယ်။အနည်းဆုံးမူချိန်မှာ19ဒီဂရီဆယ်စီယပ်66ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမဲကြမြားနေနဲ့ကတော့ တနင်္သာရီတနေ့သားကြီးမှာနေရာကျကျမိုးတချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလွတ်သားသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။